အောင်မြင်ချိန်မှာကျေးဇူးမိခဲ့တဲ့အင်းမြတ်သူရဲ့အခုလိုပြုမှုကိုချုပ်ပြောလာခဲ့တဲ့နမေဂျီဒရိုက်တာတို့အင်းမြတ်သူကတော့ပွင့်ဝလာကရိုက်တာနဲ့လက်ရှိမှာတော်လီကိုပေါ်ရအောင်မြင်နေရဖြစ်ပါတယ်ပွင့်ဝလာကအင်းမြတ်သူတတော်ဘဝပါပြောင်းလဲစေခဲ့ပါတယ်အခုလိုအင်းမြတ်သူအောင်မြင်လာတဲ့ချိန်မှာကျေးဇူးသူရှိသလိုအပြည့်တင်တဲ့အတူလည်းရှိပါတယ်ဒရိုက်တာတယောက်ကတော့အင်းမြတ်သူဟာကျေးဇူးရှိဘူးတာတော့တတိတရာမရှိဘူးလို့အင်တာဗျူးအားနေတစဉ်ချုပ်ပြောလာခဲ့တာပါ ထုတ်ပြောလာတဲ့ဒရိုက်တာတော့ဒရိုက်တာတီဟာကျော်စုဖြစ်ပါတယ်။ဒရိုက်တာတီဟာကျော်စုကတချိန်တုန်းကနုပညာလောကမှာနေရာရတဲ့ဒရိုက်တာတယောက်ဖြစ်ပါတယ်။ဂျာပြေအင်းမြတ်သူကိုမွေးထုတ်ပေးခဲ့တဲ့ဒရိုက်တာဆွေလည်းမှာပါဘူး။အင်းမြတ်သူအားဗီဒီယိုဆက်ကတခုမှရိုက်ခွေရနေပေမယ့်အရင်ကြီးမအောင်မြင်ခဲ့ပါဘူး။အားရချိန်မှာခက်ချမ်းချမ်းပုံစံနဲ့အင်းမြတ်သူကိုအတိမတ်ပြလာတော့အောင်ဒရိုက်တာတီဟာကျော်စုကလုပ်ပေးခဲ့တာပါ ကျမရုပ်ရှင်နဲ့အင်မြတ်သူနဲ့ပထမဆုံးရိုက်ဖြစ်ခဲ့ကြပါတယ်။ကျမစကားကလည်းအင်မြတ်သူကိုပရိသတ်ရီအတိမတ်ပြောတဲ့ဇလန်တွေတဲကတကားဖြစ်ပါတယ်။ ဂျမနဲ့အင်းမြတ်တို့ပေါအောင်လုပ်ပေးခဲ့ရလို့ဒရိုက်တာဒီဟာကျော်စုကဆိုပါတယ်။ဂျမနဲ့ပေါက်လာတဲ့အချိန်မှာဒရိုက်တာဒီဟာကျော်စုပေါအင်းမြတ်တို့ယုံကြည်လာခဲ့ပါတယ်။ဂျမနဲ့အင်းမြတ်တို့ကလုံနိုင်တာကိုမြင်တဲ့အတွက်မအေးပြွင့်ရရှိမှာအင်းမြတ်တို့ကိုနေရာပေးခဲ့ရပါအဆိုပါရရှိပါလေအင်းမြတ်တို့ကပွင့်ဦးလာလိုပဲအဆိုပါရရှိနဲ့တစ်စစ်ချိုးပြောင်းလဲလာခဲ့ရပါ မအီပွင့်ရုပ်ရှင်ကအင်းမြတ်တို့အတွက်တကယ်ကိုအောင်မြင်မှုတစ်ခုကိုဖြစ်စေခဲ့တာပါ။အဆိုပါရုပ်ရှင်တွင်ယုံတင်တဲ့နှစ်တုံးကဆိုရင်အင်းမြတ်တို့ဟာဟူရီတကြောကြောကိုဖြစ်နေရပါ။မင်းတမင်တိုင်းမလို့ရတဲ့ခက်ကြံကြံပုံစံကိုအင်းမြတ်တို့တယောက်တည်းကပဲလိုရတဲ့ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဒရိုက်တာတီဟာကျော်စုကပုံဖော်ပေးခဲ့တာပါ။ဒရိုက်တာတီဟာကျော်စုကအင်းမြတ်တို့ကိုဂျမနဲ့အောင်မြင်အောင်လုပ်ပေးခဲ့တယ်လို့မအီပွင့်နဲ့လည်းအောင်မြင်အောင်လုပ်ပေးခဲ့တာပါ။အင်းမြတ်တို့ကလည်းဒရိုက်တာတီမေးတော်ကိုလိုဝလိုက်နာတာဖြစ်ပါတယ်။ အင်းမြတ်တို့ကစူပါရွှေရှင်နဲ့အတော်လေးကိုအောင်မြင်လာခဲ့ရပါတိုင်းတွေကစာတင်ခဲ့ရတာဖြစ်ပြီးမအေးပွဲမမြင်ဆိုင်လမ်း30ရွှေရှင်ဇာကနဲ့အင်းမြတ်တို့ကိုအကုန်လုံးကအတိမတ်ပြုတ်သွားခဲ့တာပါ အလုံးအီမြတ်သူဆိုတာအလာလို့အရေးကြီးရှိတဲ့သူလို့သိခဲ့ကြတာဖြစ်ပါတယ်။နှကားလုံးပေါအောင်ဒရိုက်တာတရားကျော်စုကလုပ်ပေးခဲ့ပေမဲ့အီမြတ်သူကမေ့နေကြတာရှိပါတယ်။အဆိုပါရုပ်ရှင်တွေနဲ့အောင်မြင်ခဲ့ပြီးနောက်နောက်နေ့တွေမှာပဲအီမြတ်သူကအကယ်ဒမီရရှိသွားခဲ့တာပါ။အကယ်ဒမီရရှိချိန်မှာအီမြတ်သူကကျေးဇူးတင်ရမယ့်သူတွေတန်းစီကပြောခဲ့ပါတယ်။ ပထမဆုံးအကယ်ဒမီရချိန်မှဆိုကျေးဇူးရှင်တွေကိုအတန်းစီပြောကြပါရယ်။ဒါကြောင့်မို့ဒရိုက်တာတီဟာကျော်စိုးအလည်းသူ့ကိုကျေးဇူးတင်လိုက်မယ်လို့တောင်ထင်ခဲ့ကြတာပါ။ဒရိုက်တာတီဟာကျော်စိုးကအင်မြတ်တို့ပေါ်မှာအပြိုဆင်းဆုံး မြေတောင်မြောက်ပေးခဲ့လို့ကျေးဇူးတင်စကားမှာနမယ်လေးပါရာကိုလိုချင်ခဲ့ပါတယ်။ဒါမဲ့အင်းမြတ်သူအကယ်ဒမီရချိန်မှာဆိုဒရိုက်သားတီဟာကျော်စိုးနမယ်ကိုပြောဖို့မိခဲ့ပါတယ်။ဘေးနာလူတွေကတော့အင်မြတ်သူကိုမဖြစ်သင့်ဘူးလို့ပြောဆိုနေကြတာပါ။ဒါပေမဲ့ဒရိုက်တာအတီအားကျော်စိုးကတော့သူ့နာမည်မပါတဲ့အပေါ်ဝန်နဲ့ယုံကလွယ်ပြီးခွင့်လွှတ်ခဲ့ပါရယ်။အကယ်ဒမီရအချိန်မှအရင်ကိုဆီလိုရှာနေရမှုခွင့်လွှတ်ပေးခဲ့ပါရယ်။ အင်းမြတ်သူအပွဲတခုကနေရင်ကနေသူနမဲထုတ်ပြောတာနဲ့တင်ထရိုက်တာဒီဟာကျော်စုကဂျင်းနဲ့နေပါပြီ။အင်းမြတ်သူအမျိုးသမီးများနဲ့အထင်မှန်နေတဲ့ပွဲလေးတခုကိုကာကေရပါတယ်။အစောပိုင်းကာကေရတဲ့ပြက်လုံးမှာသူကိုလူတီအများကြီးတဲ့ ကျမမရေပွင့်တို့ကိုထည့်သွင်းခဲ့တာပါအဆိုပါနာမည်တွေကဒရိုက်တာတီဟာကျော်စိုးကပေးခဲ့ရလို့ပြောခဲ့တာတဲ့တင်ဒရိုက်တာကကျင်းနေနေပါပြီဒရိုက်တာတီဟာကျော်စိုးကယင်းနေ့အနေနဲ့သူ့အကျေစုတင်တာအမဲရတာကိုလိုချင်တာပါအခုချိန်မှာအင်းမြတ်တို့ကအမှုပညာလောကမှာတကြောပြင်အောင်မြင်လာတဲ့အတွက်လဲဝမ်းသာပါတယ်တချိန်တုန်းကလူသိမ့်မသိခင်မှာစကားရိုက်ပေးခဲ့တဲ့မင်းသမီးကအခုလိုဖြစ်လာတာမို့ဝမ်းသာနေရဖြစ်ပါတယ်ဒရိုက်တာတီဟာကျော်စိုးကသူ့ရိုင်းထုံးလို့ကစကားတွေရိုက်ရပါတယ် တိုးစကားမှာပါတဲ့သူတိုင်းကို item အကုန်ထုတ်ခိုင်းထားတာဖြစ်ပြီးအောင်မြအောင်လုပ်ပေးတာပါစပိုးစင်းရဆိုပြီးလဲမခွဲကြပဲပံ့ပိုးပေးခဲ့ရဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပြည်သူ့ရဲ့အတွက်အစီအဝင်စာဝေးရာတာဒီရင်းနဲ့ကြိုပြန်လာခဲ့ဦးမှာဖြစ်လို့တိတိတော်ဗီဒီယိုတင်တင်နိုင်မလို့တန်သိရှင်နိုင်ဖို့အတွက်ဘီနာချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအောင်ပြီးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်